ာမြန်မာပြည်မှာဖြစ်နေတဲ့အခြေအနေကိုကျွန်တော်အာရိုးရိုးရှင်းရှင်းလေးပဲတူတူတက်တုတ်နဲ့ကျွန်တော်ပြောပြသွားဖို့အတွက်ကျွန်တော်မြန်မာနိုင်ငံနဲ့စံတော်ချိန်၈နိုင်ကြီးကိုကျွန်တော်တက်လာမယ်လို့ကျွန်တော်ခရီးပေးတယ်ဗျာကျွန်တော်ပေးတဲ့အတိုင်းကျွန်တော်တက်လာတယ်โอเคအာကျွန်တော်တက်လာပြီဆိုတော့အခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့ငလင်ကိစ္စပေါ့ဗျာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောသွားမယ့်အကြောင်းအရာတွေလည်းရှိသလိုအခြားကိစ္စနဲ့ပတ်သက်ပြီးကျွန်တော် ြောပြရမယ်အကြောင်းအရာလည်းရှိပါတယ်။ဟုတ်ပြီကျွန်တော်ကတော့တူတူတူပဲပြောပြလို့ရမယ်။အာကျွန်တော်မနေ့ပြန်ခီးသွားစရာရှိတယ်ကျွန်တော်ဆော့ဆော့အိပ်ပြီးတော့ကျွန်တော်လေးစိတ်ကိုအစောကြီးဆင်းရမယ်။အဲ့ဒါကြောင့်ကျွန်တော်တူတူပြောမယ်ဗျာ။မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ငှက်ရှင်ဆိုတာတကဘာလုံးမှရှိနေတဲ့ငှက်ရှင်ရဲ့ပြဿနာကိုဒါအားလုံးဟောမိတ်ဆွေညီကောင်မောင်နှမတွေသိအောင်ကျွန်တော်ပြောနိုင်တာကငှက်ရှင်ဆိုတာမိုးလီဝတ်ဒီလေတိုက်နှုံးနေအပူချိန်နေမုန်တိုင်းဖြစ်ပေါ်မှုတွေ အဲ့အဲ့ဒါ၄ကိုပြောနိုင်တလောက်ငှက်လျင်ဘတော့ဖြစ်မလဲဆိုတဲ့ဥစ္စာကိုကြိုတင် ပြောနိုင်တဲ့ကဘာမှာနီးပညာအရန်အားနေပါလေကျွန်တော်ဒေါက်တာအာခရီရှာဝုဒ်နဲ့ဒီငှက်လျင်ဟာဝိုင်ယာငှက်လျင်တိုင်းတားကြီးဒေါက်တာခရီရှာဝုဒ်နဲ့ကျွန်တော်တယ်လီဖုန်းဆက်ပြီးတော့ကျွန်တော်မေးကြည့်တယ်ဒီငှက်လျင်တိုင်းတားကြီးတွေကိုလို့ဘာဖြစ်လို့ကြိုတင်သိအောင် လုတ်ပေးနိုင်ခြင်းမရှိရတာလဲဆိုတော့ဒေါက်တာခရစ်ချာဝုကကျွန်တော်ပြောတာအရင်ရှင်းပါတယ်မြေကြီးတဲကိုအပူချိန်တွေရောလှုပ်ရှားမှုတွေရောနော်ရွှေ့လျားပြောင်းရွှေ့မှုတွေရောအဲ့ဒါတွေကိုအာယုံခံစနစ်တွေကိုကမ္ဘာမှာငလျင်ဖြစ်တဲ့ဒေတာတွေကိုတိတိကျကျအ ਨੇ စုံပေးတထောင် sorry ပေးထောင်မိုင်းတထောင်ပေါ့လीမိုင်းတထောင်လောက်ထိကိုကမ္ဘာကြီးကိုထည့်သွင်းဖို့အတွက်အောက်မှာရှိနေတဲ့အပူချိန်တွေ တိတ်တီးအားတွေညှက်အားတွေအဲ့ဒါကိုခံနိုင်ဖို့အတွက်မြေကြီးတဲ့ကိုထိုးထည့်သွင်းထားရမယ်စင်တာတွေအများကြီးလိုအပ်တယ်တဲ့အဲ့ဒါတွေကဘာကြီးကမလုပ်နိုင်သေးပါဘူးတဲ့ဒီတို့တော့အဲ့ဒီငလျင်ဖြစ်လာပြီးပြီဆိုရင် နောက်ဆက်တွဲဘာဖြစ်လာမလဲဆိုတဲ့ဟိုတိုင်းတာချက်တွေနဲ့ဟို research ပေါ့ဗျာသူတေသနာလုပ်ထားတဲ့အချက်တွေတော့ရှိတယ်တဲ့โอเคဒါဆိုရင်ကျွန်တော်ကအခုဖြစ်တဲ့ဒီစကိုင်းငလျင် ဟောဗိုလ်မင်းအောင်လိုင်ကတော့မန္တလေးမိုင်20กว่าတို့ကီလိုမီတာ20กว่าတို့ပေါ့ဗျာအဲသူကပြောတယ်သူကပြောတော့စကိုင်းငလျင်ဘူးချက်မကနေသူကစတိုင်းတာတာဆိုတော့သူကအခုမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဒါမြေကိုမောင်နှမတွေကိုကျွန်တော်ဟိုပြောပြတာเนาะသူတို့ပြောတာတော်တော်ကောင်းတယ်အဲ့ဒီငလျင်ကားတဲ့ underground spider web sinking လို့ခေါ်တယ်တဲ့ underground spider web sinking မြေအောက်ပင်ကူအိမ်ကဲ့သို့ရေနဲ့ရွှတ်နေဝင်လာတဲ့ငလျင်မျိုးဖြစ်သွားတယ်တဲ့ဟိုခင်ဗျားတို့အဲ့ဒီမှာဖြစ်နေတဲ့အခြေအနေကိုမိတ်ဆွေတို့ပဲသိမယ်နော်သူတို့ရှင်းပြတာအဲ့ဒီငလျင်ဖြစ်သွားပြီးရင်တဲ့နောက်ထပ်အရွေ့ရှားသွားတဲ့အခြေအနေပေါ်မှာတဲ့အတီတကြအစားထိုးဝင်ရောက်ပြီးတော့နောက် ကြောက်လွှာမြေစီလွှာတစ်ခုကစနစ်တကျအထိုင်မကျသေးဘဲနဲ့ရွေ့ရှားပြီးတော့ဖြည်းဖြည်းချင်းငြိမ်သွောင်းလုံရမယ့်အခြေအနေရှိနေရမယ့်အခြေအနေမျိုးကြောင့်နောက်ထပ်ငလျင်နေဆက်ပေါ်ပါလေတဲ့ဒါတစ်နှစ်ချက်ကျွန်တော်ပြောချင်တာကအခုဝင်သွားတာကရွှွန်စည်းနဲ့ရေတွေဖြစ်တဲ့အတွက်တဲ့အဲ့ဒီဒေတာမှာစောက်ထားတဲ့ တန်တန်တန်နော်အလေးချိန်တန်နှစ်ရာထက်ကျော်တဲ့အဆောက်အဦတွေအားလုံးဟာတဲ့မြေသားရဲ့စူစွမှုဒဏ်ကိုခံနိုင်မှာမဟုတ်ဘူးတဲ့ဥပမာကွန်ဒိုတို့လိုဟိုအဆင့်မြင့်တိုက်ကြီးတွေလိုလုံးချင်းအိမ်ကတော့တန်နှစ်ရာမကျော်ဘူးဗျအဲ့ဒီလိုဆောက်ထားတဲ့အဆောက်အဦတွေဟာဟိုအချိန်မရွေးမြေကြီးအောက်ကိုနှိမ့်ဝင်သွားနိုင်ပါတယ်တဲ့ကျွန်တော်ရှင်းပြပါတယ်ဗျာ ဘာဖြစ်လို့လဲဆိုတော့အဲ့လိုတစ်ခုနဲ့တစ်ခုရွေ့ရှားလိုက်တဲ့အချိန်မှာဗျာအဲ့ဒီတဲကိုရှင်ကြီးနဲ့ရေတွေဝင်လာတဲ့အတွက်တဲ့အဲ့ဒီမြေတွေဟာတဲ့စုံစွတ်ပြောက်ပြောင်းခြင်းကိုအ ਨੇ ဆုံးအာကျွန်တော် message တွေလာတယ်ဗျာခဏလေးဗျာအဲ့ဒီလိုစုံစွတ်ပြောက်ပြောင်းသွားတဲ့အတွက်တဲ့ at least 1 month or 6 month တွင်နေမှာတဲ့အဲ့ဒီမှာတန်200ထက်ကျော်တဲ့အဆောက်အဦတွေဟာနစ်ကြုံဆင်းသွားနိုင်ပါတယ်တဲ့ ဒါကျွန်တော်ရတဲ့ message ကိုကျွန်တော်ပေးတာဒါငယ်ရှင်နဲ့ပတ်သက်လို့ကျွန်တော်ပြောပြတာဆိုတော့အခုမန်လီတိုင်းကြီးနဲ့ဖြစ်နေတဲ့ဒေသအားလုံးအက်ကွဲနေတဲ့ပုံစံတွေကအရင်ဆိုရင်မကောင်းနဲ့နောက်တစ်ခုသူထပ်ပြောတာကအဲ့လိုအက်ကွဲပြီးတော့ပြိုကျနေတဲ့အချိန်မှာမိုးရွာလိုက်ရင်ပုံဆိုးပါတယ်တဲ့အဲ့ဒီ1 month အတွင်းထဲမှာတဲ့အဲ့အက်ကွဲနေတဲ့မြေကြီးတွေအောက်မှာ မြေလွှာတုကြီးမပိတ်နိုင်သေးတဲ့အတွက်တဲ့ကျွန်တော်ကဒီ earthquake နဲ့ပတ်သက်လို့ကျွန်တော်ကပညာရှင်မဟုတ်ဘူးเนาะကျွန်တော်မေးမြန်းပြီးတော့ကျွန်တော်ပြောပြတာကောင်းကောင်းစီးကြတ်တုံတုံပိတ်သွားခြင်းမရှိသေးပါဘူးတဲ့မရှိသေးတဲ့အတွက်တဲ့သူပြောတာ consoling မရှိသေးဘူးပေါ့ဗျာ app consoling မရှိသေးဘူးတဲ့ app consoling မရှိသေးတဲ့အတွက်အဲ့ဒီအချိန်မှာမိုးရွာချလိုက်ရင်အောက်ကတိုးဝင်နေတဲ့ရွှွန်နော်နေ ရေတွေနဲ့အပေါ်ကရေတွေနဲ့ပေါင်းပြီးတော့ပုံမှုပြီးတော့အောက်ခံမြေသားရိုက်ထားတဲ့ပိုင်နေစိုက်ထားတဲ့အင်္ဂလိပ်အုတ်မြစ်တွေကပျော့ပြီးတော့အဆောက်အဦတွေပြိုဆင်းသွားနိုင်ပါလေတဲ့ဒါလက်ရှိဖြစ်ပေါ်လာမယ့်အခြေအနေအဲ့ဒါကြောင့်သူကကျွန်တော်ကိုအခုကျွန်တော်ပြောတဲ့ဟိုအခုရင်းလေးကိုလည်းမှတ်ထားဗျာသူကပြောတာကမတ်လ28ရက်နေ့မှာ မြန်မာနိုင်ငံမြင်းငစီရဲ့လှုပ်ခဲ့တဲ့ဥစ္စာကအေပရလ20ရက်နေ့ကနေပြီးတော့အေပရလ30ရက်နေ့အထိဘလောက်တည်ငြိမ်မလဲအထိကိုစောက်ဆိုင်တင်ပါတယ်တဲ့ပြင်နာပြုတာလမ်းတွေအက်ကွဲတာကိုအဲ့လောက်ကိုစောက်တင်ပါတယ်တဲ့ကျွန်တော်အဲ့လိုရှင်းပြတယ်အခုလမ်းတွေအက်ကွဲနေတယ်သွားလို့မရဘူးအဲဒါလည်းကျွန်တော်တွေ့ရတယ်ဗျာအဲ့လိုတွေ့ရတော့ကျွန်တော်သူ့ကိုဓာတ်ပုံတွေရောဗီဒီယိုတွေနဲ့ရောကျွန်တော်ဆွေးနွေးတယ်သူကဟာဝိုင်ဒီငတိစင်တာဒရိုက်တာပါ ဆွေးနေတော့ तू อ่ะတလလောက်အဲ့ဒါဒီအာလုံးစောက်ကြည့်တင်တယ်တဲ့စောက်ကြည့်တင်ပြီးတော့မှပြင်ဆင်တာပြုတာနေနောက်မို့ဆိုတစ်ခါပြင်ရတာနေသုံးခါပြင်ရတာနေပြင်လို့မရတာနေဖြစ်သွားနိုင်တယ်တဲ့ तू อ่ะအကြံပေးတာပါဒါလက်ရှိဖြစ်နေတဲ့အခြေအနေနော်ဒါမိတ်ဆွေတို့ကျွန်တော်ပြောပြလိုက်တာကျွန်တော်အချိန်နဲ့သိမရဘူးဆိုတော့နောက်တစ်ခုကျွန်တော်ပြောချင်တာမြန်မာနိုင်ငံရဲ့လျှင်ကို နိုင်ငံသားတရင်တောက်တွေဟိုတယ်တွေမှာတဲ့မီးမရှိလို့အာဘာမဖြစ်လို့ဘူဇုတ်ဇော်မင်းထွန်းကခင်ဗျားတို့အခေါ်ဆိုရင်ဇော်မဲလုံးလုံးဂလုံးဂျလုံးဘလုံးဇော်မဲဂျလုံးဘလုံးအဲ့ဒါပြောတာတရင်တောက်ဆိုတာကျွန်တော်ကိုယ်တိုင်လစ်ပြားမှာတရင်ယူဘူးလေကျွန်တော်ကဟိုတယ်ရှိမှာဘာဖြစ်မှာတရင်သွားယူရတဲ့လူမဟုတ်ဘူးဗျကျွန်တော်တို့ယူလိုက်တဲ့တည်င်းတွေကိုနိုင်ငံတကာကိုအခုဆိုရင်ဆက်သွယ်ရေးစနစ် အရေးမြန်ဆန်နေတယ်မြမပြည်ကိုအကူအညီတွေရောပံ့ပိုးမှုတွေရောပုံလျှောက်လာဖို့တောင်းဟိုအဆင်ပြေနိုင်တယ်နော်ဟိုဟိုလီပြားမှာတရင်သွားယူတုံးရတဲ့ဘဝ2090ကြားတဲ့ကဘဝကလေခင်ဗျတရင်တစ်ပုတ်ရိုက်ပြီးတာနဲ့အဲ့ဒီရိုက်ထားတဲ့ကတ်ကိုလူ၄၅ဆင်းနဲ့တဲ့ရတဲ့ဘဝမျိုးဗျအခုကအဲ့ဒါမရှိတော့တဲ့ဘဝဗျာ နော်ဟိုတယ်မှာအိတ်တဲ့သတင်းသမားဆိုတော့ကဘာပေါ်မှာအရင်နေပါလေဗျာနော်ပြီးတော့သတင်းသမားတွေလျှက်စစ်မီမရှိလို့တဲ့သတင်းသမားတွေလျှက်စစ်မီမလို့ဘူးတို့ကျွန်တော်တို့စီမှာဆိုလာပက်တွေဘက်ထရီဘက်နေအများကြီးပါတယ်လို့ရှင်းပြလိုက်ပါဦးဟုတ်မလားနော်ဆိုအဲ့ဒါကြီးကိုကန့်ကွက်ဆန့်ကျင်လိုက်တဲ့သတင်းဌာနပေါင်း90ကျော်မြန်မာပြည်ရဲ့အခက်အခဲကိုတကဘာလုံးဝင်လာပြီးကုညီဆောင်ရွက်ဖို့အတွက် အခုလိုညင်းဆိုတုတ်ပြန်တာကလေဟိုမြန်မာ brain is blind နဲ့အင်္ဂလိပ်ဒီမှာဒီမှာပြောမြန်မာ brain မြန်မာကတခုခုကိုညင်းဆန်ပြီဆိုရင်အဲ့ဒါကန်းနေတာတဲ့မြန်မာ brain is blind အဲ့လိုပြောတယ်ဗျာဒီမှာဟုတ်ပြီနော်မြန်မာ brain is blind အမှတ်ထားလိုက်ဟုတ်ဆိုတော့အခုမြန်မာ brain is blind ဖြစ်နေဆိုတော့ကျွန်တော်ပေးချင်တာ zoom in top ဇလုံးဘလုံး ဂျမဲလုံးသိအောင်ပြောကျင်တာမင်းနေရထိုင်ခင်းဘယ်တည်င်းတောက်ကူမှပေးเสียရမလို့မင်းမှပေးเสียရအကြောင်းလည်းမရှိဘူးပေးဖို့လည်းမင်းเสียရမတောက်ဘူးဒါပဲဟုတ်ပြီနော်ဒါဂျလုံးဘလုံးငမဲလုံးကိုပြောတာဟုတ်ပြီနော်နံပါတ်3ကျွန်တော်ပြောကျင်တယ်မင်းအောင်ထိုင်မှာကိုပိုင်တားသမီးတွေမရှိဘူးဒါကိုကျွန်တော်အမြဲတမ်းလဲစိတ်ခေါ်နေတယ်တားသမီးမရှိဘူးတရုတ်ကြီးတက်ချပြီးတော့မြင်းကြံက မြင်းလဲမှောင်းနဲ့တမာတက်ချပြီးမွေးထားတဲ့ကလေးနှစ်ယောက်အတွက်လုံနေကြရတယ်စီးပွားအကျိုးရှာနေရတာဒီဒီနေရာမှာရက်တင်ပြီဟုတ်ပြီလားဒီကြာကွေးရောင်းတဲ့တရုတ်သားနဲ့မြင်းလဲမှောင်းတမာချလိုက်တဲ့ကောင်မနဲ့အတွက်ကိုမင်းအောက်ပိုင်းစီးပွားရှာနေတာညာလုံးသွားပြီဒီမှာရက်လိုက်တော့ကျွန်တော်ရက်ခိုင်နေကိုတခါတလေကြာရင်စိတ်ဆိုးကျင်တယ်ဗျဒီရက်ခိုင်မကျူးကျူးလှဟာသူ့မြမဖင်လာထွက်လာတဲ့ဥစ္စာ 我讲啊，对，东北这恐龙差奶奶了，你看你三斤样没？好比啦？没女姐姐没姐姐，没,再再没少女少牛吃的、啊、我吃的，调皮妹，你舅舅那个都你妈偏吃断了，给啥？这东北龙啊，偏冲你了、啊，没有三斤啊？好了，啊，没女就看你，我别表了，我不来你讲，我个地大地顶家家挂。 你后来打的米煮煮啥？打的米没是目表呢。一家归小、啊、呢，得有吃的啊够呢。你来忙来讲吃的够嘛的多？谁话下看了伢的单理呀？啊，先拿钱我讲呢，第一你不信就买票。啊，没天一看你，我地震局来个，我一震门干路，一家路表来个，你妈辛苦的就得哟？你妈逼个挂，老给老远拆开的。 တကယ်ဆရာကြီးတွေနဲ့ကငါအသေးချာဆွေးနွေးပြီးတော့ကအချက်လက်တွေအားလုံးရမှာငါပြောတာဟုတ်မလားများတယ်ကွာဒါမင်းအကုန်ကြောက်ရမ်းမယ်အကုန်ရှင်းရမယ်ဒါလေဟုတ်ပြီဒီအပိုင်းဒီမှာရမ်းမယ်သေချာလို့ပြောတာနော်ဟိုကြော်ညိုးမင်းလို့ကောင်မအီးလို့စောက်ချက်မရှိပဲတက်မလာနဲ့ဒီအန်နေစက်ခိုင်းလိုက်စောက်ချက်ကွဲတယ်ဟုတ်မလားတဲ့ဒီမှာရမ်း နောက်တစ်ခုသွားမယ်အမေရိကန်ကျူးမယ်ငါတို့ test တွေငါတို့ပေးထားတဲ့ပတ်စံတွေဒါပေမဲ့အမေရိကန်အစိုးရသူက USAID ကြီးကိုပိတ်လိုက်ပြီးတော့မှပြန်လှူတာမြန်မာနံပါတ်1ပဲဒီအခွင့်အရေးကိုကြံတဲ့နိုင်ငံတွေတော့နောက်ပိုင်းရလာနိုင်တယ်ဒါကို lobby အသေးချာလုပ်တော့ရမယ်ဟုတ်ပြီလားငါအစိုးရဝန်ထမ်းတယောက်ဒါကိုငါတရားဝင်ပြောတာ USAID ပိတ်လိုက်ပြီ မြန်မာဖြစ်လာတဲ့ကိစ္စမှာ USAID and USAID X ကနေပြီးတော့ပေးတာဆိုတော့ဒါမပိတ်သေးဘူးပေါ့ကွာတို့နိုင်ငံကိုအမေရိကန်နိုင်ငံကကူညီတယ်လို့ပဲအခြားဒုက္ခရောက်နေတဲ့နိုင်ငံတွေလည်းကူညီလာမဲ့အဖို့ခွင့်လန်းနေပွင့်လာအောင်ကူညီခြင်းစိတ်ရှိအောင်ပူးပေါင်းဆောင်ရွက်ဖို့အဲ့ဒီစစ်တပ်ကိုမင်းတို့တိုက်တော့မလို့လေဟုတ်ပြီနော်ငါဒါရိုးရိုးရှင်းရှင်းလေးပြောပြတာနောက်တစ်ခုထပ်ပြောမယ် အခုကပြည်သူကိုပြည်သူကူညီနေရတာငါပဲရေးတင်လိုက်တယ်ငါရုပ်တံတွေလည်းပြတယ်စကိုင်းမှာအပုတ်နဲ့နေထွက်နေပြီဆိုတော့ပို့ပြီးတော့ရုပ်တံတွေတက်လာဟုတ်ပြီလားအဲ့လိုရုပ်တံတွေတက်လာပြီစကိုင်းကိုအခုအခုမတ်လ31ရက်နေ့မှာရောက်လာတဲ့နိုင်ငံတွေအဖွဲ့အစည်းတွေကအတိအချာစက်ရန်တရားတွေနဲ့ဆောင်ရွက်ဖို့အတွက်ဟိုအောက်မှာအကုန်လုံးတင်းနေပြီတင်းနေပြီအဓိကက နေပြည်တော်ကိုကယ်ခိုင်းနေတာ နော်နေပြီးတော့ကဲခိုင်းနေတာတဘာဝဘီအန်ဒီဆိုတာအဲ့လိုကဲလို့မရဘူးနိုင်ငံတကာကဝင်ရောက်လာရင်တောင်မှကို့မှာလက်ရှိ plan နေနေရှိရတယ်ချက်ချင်းလောက်ကင်ဆောင်ရမယ်တိစရီစက်ရန်တရားတွေကိုလည်းပြင်ဆင်ထားပြရတယ်မင်းအောင်လှိုင်တို့ဘာမှမပြင်ဆင်ထားဘူးဒါအမှန်ပြောတာခင်ဗျားတို့ကြောက်စိမ့်တူးတဲ့ဘတ်ဖို့2600ကျော်တယ်ဗျာမြေတူးဆက်2600ကျော်အခုကုမ္ပဏီ 28ခုကစရင်ကိုကျွန်တော်တွက်ကြည့်တာကချင်းပြည်နယ်မှာကြောက်စိမ့်တူးခဲ့တဲ့စက်တွေ2600ကျော်တယ်ဗျာမရှိဘူးဗမာပြည်မှာခင်ဗျားတို့ရက်ကွက်ဖြတ်ရင်ခင်ဗျားတို့တူးတဲ့စက်တွေထွက်လာတယ်ဟမ်အခုမြေပြိုကြတော့ကြောက်ခက်ကလူသားလို့လက်နဲ့ရက်နေကြတယ်ဗျာ Hell, me only, me old two years in the year, man, can't wear hoo-ga. Ha 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 ha! Motherfuck! And I'm Gucci Biora. Hi, Mr. Trent. I'm talking about the Myanmar government, who is very bullshit and foolish shit. Solving the problem. Now I'm criticizing about that. President, Mr. Trent, you need to know about that. Bullshit, foolish shit. Foolish shit. ဟုတ်ပြီတော့ဒီတပိုင်းဖြတ်လိုက်မယ်တွတ်တွတ်တုတ်တုတ်ပြောနေစဉ်းစားကြည့်2020မှာဟိုကောင်ဝင်းမြအေးမင်းတို့ကနိုင်ငံရေးသမားလည်းမဟုတ်မင်းတို့ဝန်တန်းကြီးกว่าတဲ့လားအေးဒေါက်တာဝင်းမြအေးဆိုတဲ့ကောင်ဝန်တန်းဟာငွေကြီးတွေနဲ့စောက်ဖင်တွေရတာဒီအချိန်မှာထုတ်ပြောလေတဘာဝဘီအန်ဒီကာကွယ်ဖို့အတွက်ဒေါ်အောင်ဆန်းစုကြည်အမေရိကန်မှာအခက်တဲ့ပတ်စံရှိတယ်ဒါကြကျွန်တော်အမှန်ပြောတာ 你老对象对着表达的，你妈能干吗？对联、礼呀，你妈见鬼！他给没有表里，过，把结婚都没表达来，我结婚了没啥嘛了，没有按牛姐办的，催婚你来不了，没有我们催呢，没有叫我们呢，娘包关门，哎，妹妹的没嫁呢，包关门对面表达的够，催婚我来我带不来的，没有带那一带，没带待那一代，在日子有钱，我办啊， ဒီအချိန်မှာမင်းတို့ပြောရမှာဒါတွေရှိတယ်ဘယ်ရောက်သွားလဲမင်းတို့မပြောနိုင်ငါပြောနိုင်တယ်လေ EV ကားတွေတွင်းမှုဆိုလာပြားတွေတွင်းမှုဆိုလာနဲ့ဆက်ဆက်ပစ္စည်းတွေတွင်းမှု EV နဲ့ပတ်သက်တဲ့ဆက်ဆက်ပစ္စည်းတွေတွင်းမှုမင်းအောင်တိုင်ရဲ့ဤကြကွေးကြော်ရောင်းတဲ့တရုတ်နဲ့ကျူကျူမညမညားတဲ့ကျူကျူလှညမညားတဲ့ကောက်မမွေးတဲ့ပြည်စုံအောင်ရဲ့အောက်ကကုမ္ပဏီခုနှစ်ခုကိုဘီလီယံ140ကျော်ချီးပစ်လိုက်တာလေပြန်မလာဘူးလေ ဒါငါအပိုင်ပြောနေတယ်လေမင်းတို့အာနာသိမ့်လိုက်တဲ့အချိန်မှာဘီလီယံ400ကျော်ရှိတယ်ကွာဟဲ့ကောဝင်းမြအေးမင်းအချောက်ဆိုရင်ဖင်ခံလိုက်ဒီအချိန်မှာဒဲထွက်ပြောမင်းသိရမှာလေကွာဘာကုန်ဒီမှန်းလည်းမသိဘူးဗမာနိုင်ငံမှာဟမ်လူတယောက်ကိုယုံကြည်ပြီးတော့အစိုးရဖြစ်သွားတာ ਨੇ မအေးကလာဆဲထည့်လိုက်ရင်တော့လိုးကုန်တော့မယ်ကွာ ဝန်တန်းလောက်အချင်းကမြန်မာနိုင်ငံရို့ခြေလှယ်တဲ့ခွေးမသားတွေကိုပါပိတ်ရိုက်ခြင်းစောက်အချင်းတကောင်ကမရှိဘူးစောက်ပြက်တည်းကြီးတုံးနေကွာဒီအချိန်မှာမင်းတို့ရှိခဲ့တဲ့ data တွေခြားပြလေဝင်းမြန်အေးငါလုံးဩငါဆဲမိတော့မယ်ကွာမသားလို့မဆဲတော့တာကွာကဲဘာကောင်နေပန်းလည်းမသိဘူးနိုင်ငံကြီးတမားလည်းမဟုတ်စောက်ချွေစင်မျိုးဆက်လည်းမရှိဘူးကွာ ။ဘာဆောက် experience မှလည်းမရှိဘူးကွာ။ဘယ်မှလည်းမထိုးနိုင်ဖောက်နိုင်ဘူးကွာ။ကဲကောင်းနေကွာ။ဆောက်ချက်တည်းရင်တော်တော်တုံးနေကွာ။မင်းတို့ကချက်တည်းရင်နှစ်တုံးတုံးတာ။ဟိုဘက်ကဆောက်ကဆာလည်းတုံးတာ။မင်းတို့လည်းတုံးတာ။ချက်တည်းရင်နှစ်တုံးမှလူတို့ကြားချက်တာ။ဟုတ်ပြီလား။ကဲဒါဟုတ်ဒီမှာထပ်ဖြတ်မယ်။နောက်ဆုံးတစ်ခုပြောသွားမယ်။ဒါဆိုရင်ခင်ဗျားဘာတွေလုပ်ပေးနိုင်မလဲ။ဟာမြမပြအလှူကန်လေး ။နာကင်မှာအလှခန့်တယ်လေ။အဲ့တော့ချီးကြောက်ခြင်းမလို့ပါနဲ့လို့စကားစထောက်ခံသူတွေဘောမတွေရေးနေတယ်လေ။ဟုတ်တယ်ခလားချီးကြောက်ဒါချီးစို့။ချီးစို့လည်းရေးမတော်နဲ့လို့မလို့ပြောလေ။ကေအန်ယူကတောင်းဆိုချက်မှန်တယ်။ဒီလောက်ပဲငါပြောနိုင်တယ်။ကျန်တဲ့တိုင်းရင်းသားတွေဒီအချိန်မှာအပြစ်ခတ်ရက်စဲထားပြီးမယ်။လိုအပ်တဲ့အကူအညီကိုပို့ပေါင်းဆောင်ရမယ်။ဒါလည်းမှန်တယ်။မင်းအောင်လှိုင်ကအဲ့လိုလက်ခံပါမလား။ လက်မခံရင်ဘာဆက်လုပ်မလဲဒါဆိုရင်အတန်တက်ပေးတင်ပြီလေ1 months 1 month ပြီးရင်မင်းမလုပ်နိုင်တဲ့အတွက်မင်းကိုတော်လှန်ပြီးငါတို့လုပ်မယ်မင်းဒိုးလိုက်တော့ဘယ်လိုဖြစ်ရလဲ Thank you ပါအားလုံးကျေးဇူးတင်ခီးရှိလို့ဒီနေရာမှာရပ်ပလိုက်ပါမယ်